အမေရိကန်အိမ်မက်ပြတ်သုံးကန်အာရှသားရရဲ့မျက်ရည်ဝေးစရာအနာကတ်မင်္ဂလာပါခင်ဗျဘာမဆင်းများကနေပြန်လဲကြိုဆိုလိုက်ပါရီဟိုတလောကကျုပ်တို့စီမင်းတော်တော်လေးပွဲစုကြက်ရိုက်သွားတဲ့ကိစ္စတခုဖြစ်ခဲ့သေးတဲ့ဗျအားလုံးလည်းတည်ပြီးသားဖြစ်ကြမှာပါအမေရိကန်တို့ဘက်ကကျုပ်တို့ရွှေမြမာတွေကိုပြည်ဝင်ခွင့်ပိတ်တဲ့ကိစ္စကိုတို့မပိတ်လဲဟော်ရီကပေးထွက်တာကြလို့ဟဲဒီလိုလောက်ခံရတာကျုပ်တို့နိုင်ငံတခုရဲပဲတော့မဟုတ်ဘူးဗျဘဝတူပေါက်ဖော်တွေလည်းရှိနေပါသေးတယ် စဉ်းစားကြည့်ဗျာကိုနိုင်ငံကူလက်မှတ်မှာဒစိမ့်တုံးတွေရိုက်ပြီးအထုပ်ပိုးတွေလည်းပြင်ပြီးတော့ American Amex ဆိုတာကြီးကိုအကောင့်ထဲပို့ဖို့လောက ready ဖြစ်နေပြီဆိုကမှအားလုံးပလုံဆော့ဖြစ်ကုန်နေဖြစ်ပါပဲဟောအမေရိကရောက်နေတဲ့လူတွေရောပါထူးလို့လေလူဝင်မှုကြီးကြပ်ရေးရုံးမှာကြားနာပွဲရှိလို့သွားတော့လေ5မိနစ်တောင်မကြာဘူးကိုလက်ထဲမှာနိုင်ငံကနေထုတ်ပေးတဲ့ပြည်နယ်နဲ့အမိန့်စာကြီးရောက်လာရောဂျိုပြောတာလည်းမရှိဘူးအယူခံဝင်ခွင့်ဆိုတာလည်းမရှိဘူးဟောအပေါခံရတော့လေကိုစာလီနိုင်ငံကိုယ်တော်တခါတလေပြန်ပို့တာမဟုတ်ဘူးတချို့ဆိုလောကမတည်ဘူးတဲ့နိုင်ငံကိုယ်တော်ပို့ခံရတာရှိပါတယ် ဒါဆိုအမေရိကန်ပြည်ထောင်စုတခုမှာဘာရီဖြစ်နေတာလဲဒေတာစိတ်နဲ့လူတွေကိုရှင်းလင်းနေတဲ့ကိစ္စကြီးတခုပေါ်လာနေတာပါအာရှကမိသားစုပေါင်းများစွာသူတို့တွေဟာအမေရိကန်မှာလုပ်ငန်းတွေထူထောင်ခဲ့ကြသူတွေအခွန်တွေမှန်မှန်ဆောင်ခဲ့သူတွေအဲ့ဒီမြေပေါ်မှာပဲကလေးတွေမွေးပြီးပြုစုပြောထောင်ခဲ့ကြတဲ့သူတွေပါအခုတော့သူတို့အားလုံးအနှင်ခံနေရတာပေါ့ဒါကပုံမှန်တိုင်းကြုံရကြပန်းဖြစ်နေကြပြိပကတခုထက်ပိုပါတယ်တချို့နိုင်ငံတွေကိုပို့ပြီးပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေလှုပ်လာတာမျိုးတွေအထိတက်ရောက်လာခဲ့ပါတယ် ီလိုဂျင်နီတွေကလူသားမျိုးနွယ်စုတွေကြားတွေးကွဲမှုတွေနဲ့အတူကမ္ဘာစီးပွားရေးကဏ္ဍကိုလည်းထိခိုက်စေပါရဲ။ gain ဘယ်နိုင်ငံတွေကိုစည်ရင်နဲ့ပါနေတယ်လဲအောက်မှာဆက်ကြည့်ကြရအောင်။နံပါတ်10အိန္ဒြိယ ဆက်ကူးကြည့်ကြပါဦးအခွင့်အလမ်းတွေနောက်ကိုလာရင်လေရင်ပေါ်တက်ပညာသေးအလုံးလုံးဘဝတစ်ခုကိုပုံဖော်ပြီးမှရုတ်တရက်ထွက်သွားဖို့အမိန်ချခံရတာမျိုးအစုံတိလျှောက်ပြီးရမှလမ်းဆုံးလို့လှည့်ပြန်လာရတဲ့အဖြစ်မျိုးပေါ့ဒါဟာအိန္ဒိယနိုင်ငံသားထောင်ပေါင်းများစွာရင်ဆိုင်နေရတဲ့လက်တွေ့ဘဝပါ2025ခုနှစ်ရဲ့ပထမဆုံး6လအတွင်းမှာဒီအိန္ဒိယနိုင်ငံသား1300ကျော်ကိုအမေရိကန်ပြည်ထောင်စုကနေပြည်နှံပေးခဲ့ပြီးပါပြီ။ဒီကိန်းဂဏန်းတွေကတိုက်တိုက်ဆိတ်ဆိတ်နဲ့ကိုတိုးလာနေတာပါ။ ဒီလိုပြည်တွင်ခံရတဲ့သူတွေထဲမှာចောင်းသားတွေလည်းပါတယ်တရားဝင်ပြီးသားတတန်းချော်လို့မှုရဲအနေနဲ့သာရှိသေးတဲ့သူတွေလည်းပါပါတယ်တချို့ဆိုရာဇဝတ်မှုမှတ်တမ်းတောင်လုံးဝမရှိပါဘူး အန်ဟောဆရာအကောင်းဆုံးကတော့နေပညာနယ်ပယ်မှာလောက်ကိုင်းနေကြတဲ့ပညာတတ်မိပါရီအမေရိကန်ကျောင်းသားတွေပညာသင်နေတဲ့ကလေးတွေပါမကျန်မိသားစုလိုက်ထိအမြင့်ကနေဆွဲနှုတ်ခံရတာပါဒီလိုပြင်းနေတာပေးမှုတွေအများစုဟာတည်င်းတွေမထွက်ပဲမီဒီယာတွေမပေါ်ပြမဖြစ်ပြနေတာဟာဆိုရင်ဆရာကောင်းပါရီအေဒရီယာဆိုရကဒီပြဿနာကိုဖြေရှင်းဖို့နောက်ွယ်ကနေစ조사နေပေမဲ့ဒီအထွတ်ဘာလန်းညွန်ချက်မှဘာထောက်ပံ့မှုမှမရှိပါဘူးဒေလီဒါမမဟုတ်ပန်ချက်မှလည်းလုံခြုံရေးကွန်ရက်မရှိပါဘူးရှုပ်ထွေးမှုတွေအရှက်ရမှုတွေနဲ့စီးပွားရေးဆိုင်ရာထိတ်လန့်မှုတွေကပဲသူတို့ကိုစောင့်ကြိုနေတာပါ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့ American ရောက် Andrea လူမျိုးတွေရဲ့အတိုင်းဝိုင်းကအခုလိုပဲပြိုကွဲသွားမလားဆိုတာစဉ်းစားစရာပါ။ထောင်ပေါင်းများစွာသောလူတွေအတွက်ပြည်နှင်တန်းဆိုတာဆောင်ရွက်ပေါ်ကမူဝါဒတစ်ခုလည်းမဟုတ်ပဲသူတို့ရဲ့ဘဝမိသားစုနဲ့အနာဂတ်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာပါပဲ။နံပါတ်5ပါကစ္စတန် ပါကစ္စတန်ကလူတွေကတော့တကားလာခောက်ခံရတာဒါမှမဟုတ်အလုံသွားရင်တိတ်တိတ်ဆိတ်ဆိတ်ဖမ်းခံရတာမျိုးနဲ့စပါတယ်ခေါင်းသီးတရွန်းတွေမှာဒီအကြောင်းဘယ်တော့မှမပါလာခဲ့ပါဘူးဂျိုတင်ပြောတာမျိုးလည်းမရှိပါဘူးရုတ်တရက်ပျောက်သွားတာပါပဲအမေရိကန်မှနေထိုင်တဲ့ပါကစ္စတန်နိုင်ငံသားတွေဟာပြည်နယ်တန်ပေးတဲ့အမိန့်တွေဒိုးလာတာကိုကြုံနေရတာပါပြီးခဲ့တဲ့တစ်နှစ်အတွင်း၈၀၀ကျော်ကိုအတင်းကျပ်နှင်ထုတ်ခဲ့ပြီးပြီလို့စစ်တမ်းတွေကသိရပါတယ်နောက်ထပ်၂၅၀၀ကျော်ကတော့ဥပဒေရေးရဆွဆွဲမှုတွေနဲ့ရင်ဆိုင်နေရတာပေါ့ မိတ်ဆွေတို့ကဒါဆာရက်ဆာရန်ကိစ္စလေးပဲလို့ထင်ကောင်းထင်နိုင်ပေမဲ့ထေချာကြည့်ကြရအောင်တကယ်တမ်းကျတော့ဒီလူတွေအများစုကအမေရိကန်မှာနေပေါင်းများစွာဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြတာပါတချို့ဆိုရင်အမေရိကန်မှာမိသားစုနဲ့အခြေတကြတောင်ဖြစ်နေကြပါပြီတချို့ကလုပ်ငန်းငယ်လေးတွေလုပ်ကင်နေကြပါတယ်ဒါမှမဟုတ်မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေပါအလုံးလုံးနေကြတဲ့သူတွေပါ ဒါဆိုရင်ဘာလို့ပါကစ္စတန်ကရုတ်တရက်ဝါရှင်တန်ရဲ့မျက်စိတောက်တောက်ကြည့်ခံရတာလဲဒါဟာနိုင်ငံရေးတင်းမာမှုတွေဗီဇာစည်းကမ်းဖောက်တာတွေကိုတင်းကျပ်စွာဆစ်ဆဲတာတွေဒါမှမဟုတ်2024ခုနှစ်ကုန်ပိုင်းမှာတောင်ပိုင်းနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုတွေနဲ့ပတ်သက်တဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်လူတယောက်ရဲ့ဘဝတစ်ခုလုံးကလူဝဲမှုကြီးကြပ်ရေးရုံးမှာကြားနာပွဲတစ်ခုတည်းနဲ့ဘလောက်မြင်မြန်ပြိုလဲသွားနိုင်လဲဆိုတာသိရင်တော့ဒုံလုံးစရာပါပဲနံပါတ်၈ဗီယက်နမ် လီဖိုးနီးယားမှာအောင်မြင်နေတဲ့အစားတောက်ဆိုင်တက္ကသမာရှိတဲ့လုပ်ငန်းလေးတစ်ခုကျောင်းမှာထူးချွန်တဲ့ကလေးတွေနဲ့ American Dream လေးကအောင်မြင်ပြီလို့ထင်စရာရှိတယ်မဟုတ်လားဗျ။ဒါပေမဲ့စားတဆောင်နေတဲ့အရာရာပြောင်းလဲသွားနေတယ်ဆိုရင် American က VNL လိုမျိုးတွေဟာတရရိတ်တိုးလာနေတဲ့ချင်းချောင်းမှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ပြင်းထန်တဲ့ပေးမှုတွေကမြန်မြန်ဆန်ဆန်ကိုတက်လာနေတာပါ၂025ခုနှစ်ရဲ့ပြမ6လအတွင်းမှာပဲဗီယက်နမ်နိုင်ငံသား450ကျော်ကိုပြင်းနေခဲ့ပြီပါပြီတိတ်တိတ်ဆိတ်ဆိတ်လူမသိသူမသိပါပဲတရားစီရင်တာလည်းမရှိဘူးဒုတိယအခွင့်အရေးဆိုတာလည်းရောက်မလာပါဘူး ဘယ်သူမှမပြောပြတဲ့အပိုင်းကတော့ဒီလူတွေများစုကခလေးဘွားကလေးကအမေရိကန်ကိုရောက်လာခဲ့တာပါတချို့ဆိုဗီယက်နမ်စေပွဲပြီးနောက်ဒုက္ခအသည်ဖြစ်ရောက်လာခဲ့ကြတာပါသူတို့ကအမေရိကန်မှာဆယ်စုနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပါတယ်အိမ်တွေပိုင်းနဲ့အခွန်တွေဆောင်နေအင်္ဂလိပ်စကားကိုထိုးလို့မွေးရေလုံနောက်ပြောတတ်တယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့မမမီတော့တဲ့ဒါမှမဟုတ်တခါမှမရောက်ဘူးတဲ့နိုင်ငံကိုပြန်ဖို့ခံနေရပါတယ်ဘာရီများပြောင်းလဲသွားတာလေ ဟိုဒေကာလာတို့ဝါရှင်တန်နဲ့ဟန်ရိုင်းကြားဘူပေါင်းဆောင်ရွက်မှုတွေတိုးလာတာကြောင့်ဥပဒေမှာရှိနေတဲ့အားနည်းချက်တစ်ခုကိုရိုးပေါက်ပစ်သုံးပြီးဒီလိုအခွင့်အရေးတွေရရှိခဲ့တယ်လို့ပြောရမှာပါပဲ။အရင်ကဒီအချက်ကဗီယက်နမ်သားတွေအများကြီးကိုကာကွယ်ပေးခဲ့တာပါ။အခုတော့အဲဒီကာကွယ်မှုကပျောက်ကွယ်သွားလိမ့်ရှာပြီပေါ့ဗျာ။ပိုဆိုတာကဗီယက်နမ်ကသူတို့တွေကိုပြန်လက်ခံဖို့အစဉ်သင့်မဖြစ်သေးပါဘူး။ပြန်ရောက်လာသူတို့ချို့ဆိုရင်ပါထောက်ပံ့မှုမှမရကြပါဘူး။နေရာလည်းမရှိဘူး။ဂျမားရေးဆောင်ရှောက်မှုလည်းမရှိဘူး။ရင်ကျေးမှုမထူတာတွေနဲ့ကြောက်ရွံ့မှုတွေပဲသူတို့ဘဝမှာကြံရစ်ခဲ့ပါတယ်။နိုင်ငံပြောက်သူဆိုတာဒီလိုတွေပါပဲ။ လူပဏီယောက်လောက်အလုံးလက်မဲ့ဖြစ်သွားလဲဆိုတာသိရင်ပိုအန်ဟောသွားပါလိမ့်မယ်။ဘိုးဆိုရာကပြည်နယ်ခံရသူတချို့ဟာနိုင်ငံမဲ့တွေပါ။ဗီယက်နမ်ကသူတို့ကိုနိုင်ငံသားဖြစ်အတိအမှန်မပြုတ်တာမျိုးတွေရှိလို့ဥပဒေအရမရှင်းလင်းမှုတွေဖြစ်လာစေခဲ့ပါရီ။ဒါကစာရွက်စာတမ်းကိစ္စတသက်ထက်ပိုလာခဲ့ပါပြီ။နေကွေးနေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲတခုလို့စာပေဆန်ဆန်ဆိုရင်သိမှန်တာပေါ့ဗျာ။မိသားစုတွေကွဲကွာနေရတယ်။အတိုင်းဝိုင်းတခုဟာလေးကြီးလန့်စားစားနေထိုင်နေရတယ်။ကိုယ်အိမ်ကြီးများနောက်တခါ ICE လာပြီးပျောက်ကွယ်သွားမလား။ကိုယ့်ရဲ့ဝမ်းဝဲများပျောက်သွားမလား။ ဒီပြဿနာရဲ့အဖြေအဆုံးကိုကျွန်တော်တို့အစတင်နားလည်လာတာပဲရှိပါသေးတယ်။နမကောဥဇဘက်ကစ္စတန်ဗီဇာရဖို့နှစ်တွေအများကြီးဆယ်စုနှစ်တခုလောက်တောင်ဆောင်ခဲ့ရပြီးဂျော်ဘော်ကခရီးဆောင်အိတ်ထက်ပိုကြီးတဲ့အိမ်မက်တွေနဲ့အမေရိကန်ကိုရောက်လာခဲ့တာပေါ့။အချိန်တခုယူရင်းဘွားကတည်ငင်လာချိန်မှာပဲအကောင်လုံးကဇောက်ထိုးမောက်ကုန်ဖြစ်သွားပါတော့တယ် ဥဇဘက်ကစ္စတန်နိုင်ငံသားတွေကအမေရိကန်ပြည်ထောင်စုကနေနေပေါင်းများစွာအတွင်းမကြုံဘူးတဲ့နှုံးနဲ့ပြည်နေတဲ့ပေးခံနေရပါတယ်။2025ခုနှစ်ရဲ့ပထမ6လအတွင်းမှာ230ကျော်ကိုပြည်နေခဲ့ပြီးပါပြီ။လူတိုင်းကိုစိုးရင်တဲ့အပိုင်းကတော့သတို့အများစုမှာအကြမ်းဖက်မှုမှတ်တမ်းလုံးဝမရှိပါဘူး။တချို့ကတော့ကာလာတိုဗီဇာတွေတက်တန်းလွန်သွားတာပါ။ဒါပေမဲ့ငြင်းငြင်းငြင်းချမ်းနေထိုင်ပြီးတရားဝင်အလုပ်လုပ်နေကြတာဒါမှမဟုတ်ခိုးလုံခွင့်ရဖို့စောင့်နေကြတဲ့သူတွေပါ။ဒါဆိုရင်ဘာလို့အခုမှဒီပြဿနာမီးပြန်မွေးရသလဲ။ ပြီးခဲ့တဲ့နှစ်2024ခုနှစ်နောက်ပိုင်းကတောင်ပိုင်းနယ်စပ်ကိုဖျက်ချော်ပြီးနောက်ပိုင်းမှာအကြမ်းဖက်သမားတွေနဲ့ဆက်နွယ်ရဲလို့တန်တရားရှိတဲ့ဥစဘတ်လူမျိုးအုပ်စုတစုကိုဖမ်းဆီးခဲ့ပြီးနောက်အရာအလုံးရဲ့နေရန်တစ်ခုအစာပြုခဲ့ပါတယ်တကယ်တမ်းကျတော့အဲ့ဒီလူတွေကိုအကြမ်းဖက်မှုနဲ့ဆွဲချက်တင်ထားခြင်းမရှိပေမဲ့ဒီကိစ္စကြောင့်ပြည်စည်းဆုံးရှုံးမှုတွေကတော့ဖြစ်ခဲ့ရပါပြီ။အေးဆက်ဆက်မျိုးလုံးတွေရဲ့အာယုံဆိုင်မှုတွေကအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ဘာမှမပတ်သက်တဲ့မိသားစုပဏ္ဏစုကညာဘက်စီးနင်းခံရတာဒါမှမဟုတ်အမြန်ကြားနာမှုတွေနဲ့ရင်ဆိုင်နေရလဲဆိုတာသိရင်ပို့ပြီးတော့အံဩသွားပါလိမ့်မယ်။ တချို့ကရှေ့နေနဲ့တော့မတွေ့ခဲ့ရပါဘူးဘိုဘီရက်ဆက်ရကြတာကဒီလိုပြန်ဖို့ခံရတဲ့နိုင်ငံသားတွေနဲ့ပတ်သက်ပြီးသဘောထားတင်းမာမှုရှိတဲ့အစိုးရစီကိုပြန်ဖို့နေတာပါပဲအထူးသဖြင့်တန်ရားဖြစ်ပွဲဒါမှမဟုတ်တရားဝင်မဟုတ်ပွဲထွက်ခွာသွားတဲ့သူတွေကိုပေါ့ဒါရှာကမှဆိုရင်စောင့်ကြည့်မှုတွေစစ်ဆေးမှုတွေနဲ့ blacklist စီးရင်တွေဆိုတာဘလာချင်းချောက်မှုတွေမဟုတ်ပါဘူးစနားလျောက်ပြန်သွားတဲ့သူတွေအတွက်တောင်ဘဝကခက်ခဲပါရယ်အမေရိကန်ကအလုပ်တွေ့ကြုံတွေကဥစ်ဘက်ကစ္စတန်မှာအတုံးမဝင်ပါဘူးအင်္ဂလိပ်စကားပြောတတ်တဲ့ကလေးတွေကဥစ်ဘက်ဘာသာစကားစာသင်ခန်းတွေမှာရုန်းကန်နေရပါရယ် မိသားစုတွေစီကိုပုံမှန်ရောက်နေတဲ့ငွေကြေးတွေကညာရင်းချင်းပျောက်ကွယ်သွားပြီးဒုက္ခတွေကိုအစာပြိုးလာစေပါတယ်။အစာပိုင်းမှာဒေဂျာဖြစ်ရဲ့အနေငယ်ကနေစခဲ့တာအခုတော့ခရီးဗီးကြောင်တစ်ခုဒေတာစိတ်လူမျိုးရေးတုတ်တင်ရှင်းလင်းမှုတစ်ခုဖြစ်လာပါပြီ။နံပါတ်6ကာဂျစ်စတန်ကိုကတော့စီကန်တိုင်းလိုက်လာတယ်အလုံးလေးအချိန်ပိုလုပ်တယ်ပြဿနာမဖြစ်အောင်လည်းနေတယ်။ဒါဆိုစိတ်မပူပါနဲ့ပြန်ဖို့ခံရမှာပါပဲ။ကိုစီလူဝင်မှုကြီးကြရေးအရာရှိတွေတခါလာတော့တာနဲ့ကိုရဲ့အမေရိကန်ဘဝပျောက်ကွယ်သွားတော့တာပါပဲ။ ဂါဂျစ္စတာနိုင်ငံသားတွေကအခုဆိုရင်အမေရိကန်ပြည်တော်စုကနေပြည်နေတဲ့ဘေးခံရမှုမြင့်တက်လာတဲ့အုပ်စုတွေထဲမှာပါဝင်လာပါတယ်။2025ခုနှစ်ရဲ့ပရမ6လအတွင်းမှာဂါဂျစ္စတာနိုင်ငံသား150ကျော်ကိုပြည်နှင်ခဲ့ပြီးပါပြီ။တချို့ဆိုနိုင်ငံမှာနေပေါင်းများစွာတရားဝင်နေထိုင်အလုပ်လုပ်ခဲ့ပြီးမှာပါ။ဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်ရတာလဲ2024ခုနှစ်နောက်ပိုင်းမှာဂါဂျစ်လူမျိုးချုပ်တောင်ပိုင်းနေဆက်မှာဖမ်းဆီးခံရပြီးနောက်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေတိုးလာခဲ့တာပါ။ အမေရိကန်ရာရှိတွေကအလဲအာရှကနေလာရောက်သူတွေနဲ့ဗီဇာတက်တန်းလွန်သူတွေကိုပုံမဆောင်ကြည့်လာပါရီရာဇဲမှုမှတ်တမ်းမရှိတဲ့သူတွေလည်းပါဝင်ပါရီ ဗီဇာချိုးဖောက်မှုတစ်ခုတည်းဒါမှမဟုတ်တခါတလေကြာတော့ဗလက်လစ်စီးရုံးဝင်သူတဦးနဲ့နီးစပ်ရုံတွေကိုပြည်နယ်တန်ပေးဖို့လုပ်ငန်းစဉ်တွေစတင်နိုင်ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုပိုပြီးစိတ်မချမ်းသာစရာဖြစ်စေတာကတော့အမေရိကန်ရောက်ကားချစ်ရွှေပြောင်းနေထိုင်သူအများပြားဟာအသက်ရှင်ရက်တည်းအတွက်လာရောက်ကြတာပါ။တို့တို့နိုင်ငံမှာစီးပွားရေးအခွင့်အလမ်းတွေကရှားပါပြီးဒေသတွေမှာလောကခါကအနေအဆုံးဖြစ်နေတယ်လို့လူငယ်အလုပ်လက်မဲ့နှုတ်ကလည်းတဖြည်းဖြည်းမြင့်တက်နေပါတယ်။တချို့အတွက်တော့အမေရိကန်ကနေပို့တဲ့ငွေတွေဟာဘေ့ချ်က အော့ရှ်နဲ့တခြားမျိုးတွေမှာရှိတဲ့မိသားစုတစ်ခုလုံးကိုရက်တီနေစေတဲ့အရာတစ်ခုတည်းပါပဲ။ဒါပေမဲ့ဖြစ်နေတဲ့ခံရတဲ့သူတွေကတော့ဘာထောက်ပံ့မှုမှမရှိပဲပြန်လည်ပေါင်းစည်းရေးအစီအစဉ်တွေမရှိပဲနိုင်ငံတော်ကမေကွန်ထုတ်တာတွေပြည်တွင်းအလုပ်ခွင်မှာလဲ blacklist တင်ခံရတာတွေစာရေးပြဿနာတွေအများကြီးနဲ့ရင်ဆိုင်နေရတာပါ။အမေရိကန်မှာကျွမ်းကျင်လုပ်သားတစ်ယောက်ကဂါဂျင်စတန်မှာအလုပ်လက်မဲ့ပြည်ပခံရသူဖြစ်သွားတာဘလောက်မြန်တယ်လဲဆိုတာသိရရင်အံ့ဩသွားပါလိမ့်မယ်။ကြောက်ရွံ့မှုတွေကတိုင်းပြည်လုံးပြန့်နှံ့နေခဲ့ပါပြီ။ လူတွေဟာတရားရုံးကဆင့်ခေါ်တဲ့ရချင်းတွေကိုရှောင်လာကြပါတယ်ဈေးရုံတွေကိုရှောင်နေကြတယ်အကြောင်းကသူတို့နောက်ခွဲကနေလိုက်ခံရမှာကိုကြောက်လို့ပါကိုဘာမှမလုပ်ခဲ့ရင်တော့ဂါဂျက်စတန်ကလာတဲ့သူဖြစ်ရုံနဲ့ကိုတန်တရားဖြစ်ခံရတဲ့အခြေအနေမျိုးပါနံပါတ်5ဂါဂျက်စတန်အယ်မာဒီမှာမိုးမြော်တိုက်ကြီးတွေကတောက်ပနေလိုက်တာများဟောအနောက်တိုင်းလွေမြေတလျှောက်ရေနံတွင်းတွေက အစုံမရှိဘဲကျေပြတ်နေတာကိုကြည့်ပြန်ရင်လေဂါဇာစတန်ကတိုးတက်နေတယ်လို့ထင်ရတာပေါ့ ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှရှိတဲ့သူ့ရဲ့နိုင်ငံသားထောင်ပေါင်းများစွာကတော့တိတိကျကျဒုက္ခရောက်နေကြပါရယ်။ဂါဇာစတန်ဟာ2025ခုနှစ်မှာအမေရိကန်ရဲ့ပြည်နေထံပေးစရင်းမှာမမျှော်လင့်မဲ့ပါဝင်လာပါရယ်။တရင်းတွေတိုးတိုးတိတ်တိတ်ပဲရှိနေပေမဲ့ဂိင်္ဂနာတွေကတော့ကျေပြောလာခဲ့ပါရယ်။ဒီနေ့ကဗရမ6လအတွင်းမှာရင်ဂါဇာစနိုင်ငံသား180ကျော်ကိုပြည်နှင်ခဲ့ပြီးပါပြီ။အများစုကတော့အမေရိကန်မှာပြဿနာမရှိဘဲနေပေါင်းများစွာနေထိုင်ခဲ့ကြတဲ့သူတွေပါ။ဒါဆိုဘာတွေပြောင်းလဲသွားသလဲ။အဖြစ်တစ်သိတစ်ပိုင်းကတော့ပြောင်းလဲလာနေတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကြောင့်ပါ။ ဗီဇာတက်တန်းလုံသူတွေကိုတင်းကျပ်ဖို့နဲ့နယ်စပ်အန်ဒရယ်ရှိတဲ့ဒေသတွေကလူတွေကိုဖယ်ရှားဖို့ပို့ပြီးရည်ရွယ်လာတာပါပြီးကြတဲ့နှစ်2024ခုနှစ်နောက်ပိုင်းကတောင်ပိုင်းအမေရိကန်နယ်စပ်ကနေဝင်ရောက်လာတဲ့ဂါဇက်ရွှေပြောင်းနေထိုင်သူတို့ဖမ်းဆီးခံရတာကအချက်ပေးခေါလောင်းကိုတီးခတ်လိုက်တယ်လို့ပါပဲသူတို့ကိုဘယ်ရာစုကိုရင်းထဲမှာချိတ်ဆက်နိုင်တဲ့အထောက်အထားမရှိရင်တော့စောင့်ကြည့်မှုတွေကပုံမပြင်းထန်လာခဲ့ပါတယ်တရားဝင်ခရီးသွားတာသူတွေနဲ့အလုံသမားတွေကလည်းအခုတော့ဒီအခြေအနေရဲ့သားကောင်ဖြစ်နေရပါတယ်။ဒါပေမဲ့ပြည်နေခံရတာကဒုက္ခရဲ့အစာပဲရှိပါသေးတယ်။ဂါဇက်စတန်ကိုပြောင်းထုတ်တာကလွယ်တာမဟုတ်ပါဘူး။ အများစုကအစိုးရရဲ့ပြင်းထန်တဲ့မေးမြန်းမှုတွေစောင့်ကြည့်မှုတွေဒါမှမဟုတ်တန်လျာတွေနဲ့ရင်ဆိုင်နေရပါတယ်။ တချို့ကနိုင်ငံရေးပြည်နယ်မှုတွေဒါမှမဟုတ်စီးပွားရေးရပ်တန့်မှုတွေကြောင့်နိုင်ငံကနေထွက်သွားခဲ့ကြတာပါအခုတော့သူတို့အဲ့ဒီအခြေအနေတွေစီကိုပြန်ဖို့ခံနေရပါတယ်ဒီလောက်ရက်တွေထွက်လဲဘာထောက်ပံ့မှုမှမရပါဘူးကိုယ့်ရဲ့ရေချင်းတွေကိုအတိအမှတ်မပြုတော့တာမိသားစုတွေကွဲကွာသွားတာတွေကြောင့်ရပ်ပိုင်းအတွင်းအလုပ်လက်မဲ့ဖြစ်သွားသူဘယ်လောက်များလဲဆိုတာသိရင်တော့အံ့ဩသွားပါလိမ့်မယ်အမေရိကန်ခြေစိုက်ကာဆက်လူမျိုးတွေအတွက်အထူးသဖြင့်ကျောင်းသားတွေ၊ရာရီလုံသမားတွေနဲ့ကိုလုံကွေတောင်းခံသူတွေအတွက်အမေရိကန်အစိုးရပေးခြင်းတဲ့ message ကရှင်းပါတယ် အစင်နန်းတခုတည်းကလည်းလုံခြုံဆွေးချရတဲ့ကာကွယ်မှုမဟုတ်တော့ပါဘူး။ဇာဝဲစာရန်တခုမှားတာဗီဇာတက်တန်းကုန်တာတခုတည်းနဲ့ဘဝတခုလုံးချက်ချင်းပြိုကွဲသွားနိုင်ပါလေ။ဒါကလူတဦးချင်းစီအကြောင်းနဲ့မဟုတ်ပါဘူး။ပြည်နေနံပေးမှုတွေကမိသားစုတွေကိုထောက်ပံ့ပေးနေတဲ့ဝေလွဲစည်းစိမ်မှုတွေကိုရပ်တန့်စေပြီးလက်ပေါင်းများစွာအမြင့်တွေခဲ့တဲ့ရွှေပြောင်းနေထိုင်သူအတိုင်းဝိုင်းတွေကိုကွဲပြားစေပါလေ။နံပါတ်၄မြန်မာ ကဘာကြီးကစစ်ပွဲတွေနဲ့ပြည်နေတံပေးမှုသတင်းတွေကိုကြည့်နေကြပေမယ့်သတင်းတွေရဲ့နောက်ကွယ်မှာအမေရိကန်ပြည်ထောင်စုမှနေထိုင်တဲ့ထောင်ပေါင်းများစွာသောလူတွေရဲ့ဘဝမှာဘာတွေဖြစ်နေလဲဆိုတာကိုနည်းနည်းလေးပဲသိကြပါရစေ။မြန်မာလူမျိုးတွေကအမျိုးမျိုးသောအကျအသက်အသက်တခုနဲ့ရင်ဆိုင်နေရပါရစေ။ရောဒီယာအကြောင်းပြချက်မရှိဘဲပြည်နေတံပေးမှုတွေထိုးလာနေတာပါ။2025ခုနှစ်ရဲ့ပထမ6လအတွင်းမှာမြန်မာနိုင်ငံသား250ကျော်ကိုအမေရိကန်ကနေပြည်နှင်ခဲ့ပြီးပါပြီ။အများစုကတော့ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့်ဒုက္ခအသက်ဖြစ်ရောက်လာခဲ့ကြတာပါ။ တချို့ကတော့ဒီငိမ့်တဲ့အနာဂတ်ကိုတိဆောက်ဖို့မျှော်လင့်ပြီးကျောင်းသားတွေဒါမှမဟုတ်အလုပ်သမားတွေဖြစ်ရောက်လာခဲ့တာပါဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့ကိစ္စတခုကတော့သူတို့ကိုယာဆွေးမှုတွေကြောင့်မဟုတ်ပဲဗီဇာဆိုင်ရာနှီးပညာဆိုင်ရာပြဿနာတွေဒါမှမဟုတ်ခိုလုံွက်တက်တန်းကုံဆုံးထွားတာတွေကြောင့်ပြန်ဖို့ခံနေရတာပါပဲ2021ခုနှစ်အာနာသိမ်းပြီးနောက်ပိုင်းပြည်ရင်းစင်းတဲ့လူခွင့်ရချိုးပေါင်းမှုတွေကြောင့်ရုန်းကန်နေရတဲ့နိုင်ငံကိုအတင်းကျပ်ပြန်ဖို့ခံရတာဘယ်လိုအထိပ္ပယ်လဲ ပြောရဲကြကအကြောင်းရင်းမှုဖြစ်ဘလောက်မြင်မြင်ပြောင်းလဲသွားခဲ့ပါတလေပြောင်းလာတဲ့သူတွေဟာအစိုးရရဲ့စောင့်ကြည့်မှုတွေလူမှုရေးဆိုင်ရာဂုဏ်သိက္ခာကြားဆင်းမှုတွေနဲ့ဒါမှမဟုတ်အတင်းကျပ်ဆင့်မှုထမ်းခိုင်းတာတွေနဲ့ရင်ဆိုင်နေရပါတယ်အန်ဟောစရာကောင်းဆုံးကတော့ဒီလိုပြင်းထန်တဲ့ပေးမှုတွေအများစုဟာဥပဒေရေးရာပြန်လည်သုံးသပ်မှုတွေတေချာမရှိဘဲဖြစ်ပျက်နေတာပါမိသားစုတွေကွဲကွာနေရတယ်ကလေးတွေကမိဘမဲ့ဖြစ်နေရတယ်ဒီမှာကြံရေးခဲ့တဲ့အတိုင်းဝိုင်းကလည်းအားကိုးရခေါင်းဆောင်တွေဆုံးရှုံးနေရပါတယ်နောက်ထပ်အရှိတောင်အရှောင်းကနေပုံများများပြတ်မှတ်ထားခံရအောင်မလား ယူရီထွက်ပြေးခဲ့တဲ့နေရာတွေကသူတို့ပြန်ရောက်လာတဲ့အခါထောင်တွေဖြစ်လာရင်ဘာဖြစ်မလဲ။နံပါတ်3တရုတ်အစိုးရရုံးတွေနဲ့ပေကျင်းဒါမှမဟုတ်ရှန်ဟိုင်းရဲ့လမ်းတွေမှာတော့အနာဂတ်ကရပ်တန့်လို့မရဘူးလို့ထင်ရပါတယ်။ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှနေထိုင်တဲ့တရုတ်နိုင်ငံသားထောင်ပေါင်းများစွာကတော့မရေရာတဲ့လက်ထွေပွားနဲ့ရင်ဆိုင်နေရပါတယ်။နောက်25ခုနှစ်ပြမ6လအတွင်းအမေရိကန်ကနေတရုတ်ကိုပြင်းထန်တဲ့ပေးမှုတွေတိုးလာခဲ့ပြီးသူတို့ရဲ့အမေရိကန်အိမ်မက်တွေလုံခြုံတယ်လို့တချင်ကယုံကြည်ခဲ့တဲ့အတိုင်းဝိုင်းတွေမှာတုံ့လုံမှုတွေဖြစ်ပေါ်စေခဲ့ပါတယ် အဖြေကတော့ပြောင်းလဲလာနေတဲ့တန်တမန်ကြီးဟာတင်းမာမှုတွေအမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေနဲ့ပုံမတင်းကျပ်တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒတွေရဲ့နောက်ကွယ်မှာရှိနေပါတယ်အမေရိကန်ဆိုရကဗီဇာတက်တန်းလွန်သူတွေနဲ့ဆက်ဆွဲခံထားရတဲ့တရှိုးလုံငန်းဆိုင်ရာအန်ဒရယ်တွေကိုပုံမအယုံဆိုင်လာပါတယ်။တရုတ်ကျောင်းသားတွေအလို့သမားတွေနဲ့လာရောက်လဲပတ်သူတွေကိုပြစ်မှတ်ထားပြီးသူတို့မှာတန်ရှင်းတဲ့မှတ်တမ်းတွေရှိနေတဲ့နောက်ပြစ်မှတ်ထားနေတာမျိုးပါ။ကိန်းဂဏန်းတွေကထင်ရှားပါတယ်။ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတရုတ်နိုင်ငံသား၄၀၀ကျော်ကိုဖိနှိမ်ခဲ့ပြီးပါပြီ။ သူတို့အများစုကတော့နီးပညာသိပ္ပံနဲ့စီးပွားရေးနယ်ပယ်တွေမှာပညာသင်ကြားနေတယ်။ဒါမှမဟုတ်အတံမွေးကြောင့်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့လူငယ်ပညာရှင်တွေဒါမှမဟုတ်ဘွဲလုံចောင်းသားတွေပါ။သူတို့ရဲ့ဖယ်ရှားခံရမှုကပုံကိုယ်ရေးဆိုင်ရာရည်မှန်းချက်တွေကိုပြန်စည်းစေရုံသာမကနိုင်ငံလုံးကမိသားစုတွေနဲ့အတိုင်းအဝိုင်းတစ်ခုလုံးကိုပါထိခိုက်စေပါတယ်။ဒါပေမဲ့ပြန်ရောက်သွားတာကစိတ်သက်သာရာရတာမဟုတ်ပါဘူး။ပြည်နယ်ခံရတဲ့သူတွေဟာတရုတ်အာဏာပိုင်တွေရဲ့ပြင်းထန်တဲ့စောင့်ကြည့်မှုတွေနဲ့မကြာခဏဆိုသူတို့ရင်ဆိုင်နေရပါတယ်။သူတို့ကပြည်ပရောက်နေတာကိုတန်တရားနဲ့ကြည်နိုင်ပါတယ်။ ဆောင်ကြည့်ခံရတာတွေခရီးသွားလာမှုကန့်သက်ခံရတာတွေနဲ့တချို့ကိစ္စတွေမှာဆိုရင်စစ်ဆေးမေးမြန်းခံရတာတွေလည်းရှိပါတယ်။အများစုကတော့တော့ပြည်နေတဲ့ဂုံတိတ်ခါကြာစေမှုကရေရှည်လိုမှုရင်းတဲ့အလောက်ကိုင်းပိုင်းကိုပါတက်ရောက်တဲ့အကျိုးဆက်တွေရှိလိုနေပါတယ်။ပတ်စံပေးရတာကထဲထွက်စရာမလိုတဲ့ကိစ္စပါပဲ။ဈေးမြူသားချင်းတွေကိုထောက်ပံ့ပေးနေတဲ့ငွေလွှဲစည်းစိမ်မှုတွေကရပ်တန့်သွားပါတယ်။အမေရိကန်နဲ့တရုတ်ရွှေပြောင်းနေထိုင်သူအတိုင်းဝိုင်းတွေကြောင့်စီးပွားရေးဆိုင်ရာဆက်ဆံမှုတွေကပုံမတင်းမာလာပါတယ်။ ဆာရဘောကမူဝါဒအပြောင်းလဲလို့ထင်ရပေမဲ့လက်တွေဘောမှာတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုက္ခတွေဖြစ်လာတာပါ။နံပါတ်1နီဘောတောင်တန်းတွေနဲ့ရွှေပြောင်းနေထိုင်မှုတွေပေါင်းစပ်နေတဲ့စီကားတဲ့အတိုင်းဝိုင်းတစ်ခုကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ပါ။ကြီးမားတဲ့ဟီမိုဝင်နာတောင်တန်းတွေထက်ပိုကြီးတဲ့အခွင့်အလမ်းအိမ်မက်တွေရှိတဲ့နေရာပေါ့။ဒါပေမဲ့အဲ့ဒီအိမ်မက်တွေကကဘာတချမ်းမှာပျက်စီးသွားတဲ့အခါဘာရီဖြစ်မလဲ။ဒီဘောရဲ့2025ခုနှစ်ဇလံကလူအနေငယ်ပဲပြောနေကြတာပါဒါပေမဲ့အရေးမကြီးဘူးလို့မဆိုလိုပါဘူး အမေရိကန်ပြည်ထောင်စုမှနေထိုင်တဲ့နီပေါ်နိုင်ငံသားထောင်ပေါင်းများစွာဟာအခုဆိုရင်ပြည်နေနဲ့ဘေးခံရမှုလှိုင်းနဲ့ရင်ဆိုင်နေရပါတယ်။ရာဇဝတ်မှုတွေကြောင့်မဟုတ်ပဲတင်းကျပ်လာတဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ၊ဗီဇာပြဿနာတွေနဲ့ပြောင်းလဲလာနေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ပါ။အများစုကပညာရေးအလောက်ကိုင်းဒါမှမဟုတ်သူတို့နိုင်ငံကစီးပွားရေးအခက်အခဲတွေနဲ့တဘာဝဘေးအန္တရာယ်တွေကနေခိုလုံဖို့ရောက်လာခဲ့ကြတာပါဒါပေမဲ့ပုံမှန်ကောင်းမွန်တဲ့ဘဝရဲ့ခရီးကွက်တွေကမင်းမဆန်သမဲဖောက်ပြက်ခံလိုက်ရပါတယ်အခုချိန်မှာဒီဘဝကိုပြန်ဖို့ခံရခြင်းတကယ်တန်ဖိုးကပါလေ နိုင်ငံကအခြေခံစောင့်အုံတွေမခိုင်မာသေးဘူးအလောက်ကန်အခွင့်အလမ်းတွေနဲ့ပါတယ်ရာသီဥတုပြောင်းလဲမှုတွေရဲ့ထိခိုက်မှုခံရနိုင်တဲ့စီးပွားရေးနဲ့ရုန်းကန်နေရပါတယ်အလောက်ကန်ရှားပါပြီးအခြေခံစောင့်အုံတွေရုပ်ရွင်းနေတဲ့နိုင်ငံကိုပြန်သွားရတာစိန်ခေါ်မှုတစ်ခုတည်းမဟုတ်ပါဘူးအချက်တဲတစ်ခုပါပဲပြည်နေခံရသူအများစုကတော့ပုံမှန်ဝင်ငွေမရှိပဲကာယောဂါနဲ့ဆိုးရွားတဲ့ရေကြီးမှုတွေရဲ့အနောက်ဆက်တွေကနေလလန်ထူပိုးစူးစမ်းနေရတဲ့အတိုင်းအဝိုင်းတွေကလာသူတွေဖြစ်ပါတယ် ပြည်ပကပို့တဲ့ဝင်ငွေစည်းကြောင်းတစ်ခုကိုဆုံးရှုံးလိုက်ရတာကနေပေါင်းမိသားစုတန်းပေါင်းများစွာအထွတ်အသက်သွေးကြောဖြစ်ပါတယ်။ဒါကနေစဉ်နဲ့များကြီးထွားလာနေတဲ့ဒေသစိစိချင်းချောင်းမှုတစ်ခုပါ။ဝင်ငွေနှဲပါလာတဲ့များဒေတာရင်းစည်းပွားရေးတွေကြုံလာတဲ့ကျောင်းတွေရုန်းကန်ရတဲ့ရမားရေးဆောင်ရှောက်မှုကပိုပြီးရဖို့ခက်ခဲလာတယ်။ဒီလိုကမ္ဘာလုံးဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာအကျက်တဲ့သတိပေးလက္ခဏာတစ်ခုဖြစ်နိုင်မလား။မျောလင်းကျတဲ့ပြောင်းရွှေ့နေထိုင်သူတို့ရဲ့အစည်းအဝေးမှုနှေးကွေးသွားရင်ဒါမှမဟုတ်ပြောင်းမြန်ဖြစ်သွားရင်ဒီပေါ်ပြည်သူတွေဘယ်လိုလိုက်လျောညီတွေနေထိုင်ကြမလဲ။ ငွေတွေပို့မှုတွေနဲ့နိုင်ငံဖြတ်ကျော်ဆက်ဆံရေးတွေပေါ်မှာမိခိုနေရတဲ့အတိုင်းဝိုင်းတွေအတွက်ဘာအတိတ်ပဲလေ။နံပါတ်၁ဒေရီလင်ကကျိုးရဲ့ဆိုင်လန်းတဲ့လက်ဖက်ဆိုင်ကူးတွေကတောင်ကုန်းတွေတလျှောက်လှိုင်းလုံးတွေလိုကြီးမီသူရင်နဲ့ရိုက်ခတ်မှုတစ်ခုဖြစ်စေပါရဲ။ရေအောင်ဖျားချောင်းတွေကလည်းဟိုတချင်ကရွှေထီးစောင်းဝဲတဲ့အတိတ်ဇလန်းတွေကိုတိုးတိုးလေးပြောပြနေတယ်လို့လို့ပါပဲ။ဒါပေမဲ့ဒီရီလင်ငါရဲ့တဘာဝအလားအောက်မှာဘသူမှလစ်လူရှုလို့မရတဲ့မုံတိုင်းတစ်ခုနဲ့ရုံးကန်နေရတဲ့နိုင်ငံတစ်ခုရှိနေပါရယ်။2025ခုနှစ်မှာဒီအခြေအနေကပိုပြီးပြင်းထန်လာနေပါရယ်။ ဒီရီလင်ငါးရဲ့စီးပွားရေးအကြက်တဲကတော့သတင်းကောင်းကြီးတွေမှာပါနေတာပါဒီနေ့ပိုင်းမှာတော့စီးပွားရေးကြက်တဲမှုတွေအပြင်ပြည်နယ်နယ်ပေးခံရမှုဆိုတဲ့သတင်းကလည်းခေါင်းစီးမှာပြိုင်ဘက်ဖြစ်ပါဝင်လာပါတယ်အမေရိကန်မှာရှိတဲ့ဒီရီလင်ငါးနိုင်ငံသားထောင်ထဲကြီးတဲ့သူတွေဟာရုတ်တရက်လူဝင်မှုကြီးကြပ်ရေးကွန်ရက်ထဲကိုကြားရောက်ခဲ့ပါတယ်မိသားစုတွေကွဲကွာနေရတယ်အနာဂတ်တွေမရေရာနေရဘူးဘာလို့ခုမှဖြစ်တာလဲလို့မေးကောင်းမေးပါလိမ့်မယ်အမှန်တရားကရှုပ်ထွေးပါတယ် ဒီရီလငါရဲ့စီပွားရေးကကြီးမားတဲ့ကျွေးမီတွေ60ရာခိုင်နှုန်းကျော်တက်နေတဲ့ငွေကြေးဖောင်းပွားမှုနဲ့အုပ်ချုပ်ရေးအုတ်မြစ်တွေကိုပါတုံလုံးစေခဲ့တဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရုန်းကန်နေရပါတယ်။အလောက်ကန်ရှားပါပြီးအခြေခံစောက်အုံတွေယိုယွင်းနေတဲ့နိုင်ငံကိုပြန်သွားရတာကစိန်ခေါ်မှုတစ်ခုတည်းမဟုတ်ပါဘူး။အကြက်တဲတစ်ခုပါပဲ။အများစုကအောက်ခြေလူရန်သားတွေဖြစ်တော်မလို့ဒီဖြစ်ရတွေ့ရနောက်ကွယ်မှာလုံပါပါသွားခဲ့တဲ့အမေသာပင်ဘဝတွေကလည်းတစားတစားအေးအတွက်တိုးလာတာကလည်းငြင်းမရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ် ဝင်ဝင်လက်ပတ်မှုနယ်ပါးလာတဲ့အမျှဒါကပြန်လည်နယ်လန်တူဖို့အားယူနေတဲ့အစိုးရလုပ်ငန်းစဉ်တွေကိုပါထိခိုက်လာခဲ့ပါတယ်။အစိုးရရဲ့မကြာသေးခင်ကပြုပြင်ပြောင်းလဲမှုတွေကပြန်လည်ကောင်းမွန်လာဖို့လုံလောက်မလား။ဒါမှမဟုတ်ဒီလူတွေတိုးလာတာကလူမှုရေးတင်းမာမှုတွေကိုပုံပုံမြင့်တင်ပြီးစီးပွားရေးဒုက္ခကိုပုံပုံနှမ်းရှိုင်းစေမလား။အရေးကြီးတဲ့ကိစ္စတွေကအများကြီးရှိပြီးကိန်းကနန်းတွေနောက်ကွယ်ကလူဇာလန်တွေကတော့ရင်းနှီးစရာပါ။မိသားစုတွေကွဲကွာနေရတယ်အိမ်မက်တွေနောက်ကျနေရတယ်နိုင်ငံတကာလုံးကလည်းအသက်ဆက်ရှင်ဖို့ရုန်းကန်နေရပါတယ် ခုနကကျွန်တော်တို့ပြောခဲ့တဲ့နိုင်ငံတွေဖြစ်တဲ့ဒေရီလင်ဂါကနေဂါဂျစ်စတန်အထိယနေ့ခေတ်ကမ္ဘာနေရာအနှံပြားမှာစီးပွားရေးနဲ့လူမှုရေးအခြေအနေတွေကဘယ်လောက်ထိကျဆက်နေလဲဆိုတာကိုဒီဇလန်တွေကပြသနေပါတယ်။ဒါရီယာကျွန်တော်တို့နဲ့အလန်းဝေးတဲ့ဇလန်တွေမဟုတ်ပါဘူး။ဒါရီယာတကယ်ဖြစ်နေတဲ့ဘဝတွေအတိုင်းဝိုင်းတွေနဲ့အနာဂတ်တွေပါ။ဘယ်စီးပွားရေးမှအထီးကိုင်းမှုကနေကင်းလွတ်တာမရှိပါဘူး။ဘယ်လူအဖွဲ့အစည်းမှအပြောင်းလဲတွေရဲ့အထီးကိုင်းမှုကလွတ်တယ်မရှိဘူးဆိုတာကိုဒါရီယာလုံးကသတိပေးနေပါတယ်။သမုလုပ်ငန်းတွေပြိုလဲတာပဲဖြစ်ဖြစ်နိုင်ငံရေးမတည်ငြိမ်မှုတွေပဲဖြစ်ဖြစ်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအန်ဒရယ်ပဲဖြစ်ဖြစ် ဒီလိုင်းတွေကကဘာအနှံပြားကိုရောက်သွားပြီးကျွန်တော်တို့အားလုံးကိုထိခိုက်စေပါတယ်။ဒီဇာလန်တွေကလူချင်းမင်းတို့ရဲ့မျက်လုံးကိုဖွင့်ပေးခဲ့တယ်။ဒါမှမဟုတ်တရင်ကောင်းစီတွေနောက်ွယ်မှာဘာတွေဖြစ်နေလဲဆိုတာကိုပြန်စင်းစားစေခဲ့မယ်ဆိုရင်ဒီအကြောင်းအရာတွေကိုကိုပတာသိမ်းမထားပါနဲ့။နောက်ထပ်အသေးအသေးသော information တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားနိုင်ပါ रे ခင်ဗျ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါ रे ခင်ဗျာ။